မင်္ဂလာပါရှင်ဆရာရေရှမ်းရေးသားထားတဲ့မီးနီဆိုတဲ့ဝတ္ထုတို့လေးနဲ့စံကြာရေးများဆိုတဲ့ဝတ္ထုတို့လေးနှစ်ပုဒ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ် မီးနေနှုတ်ခမ်းတစ်ချက်ကိုက်ပြီးအမေကိုဆူဆူရဲရဲချီတော့နှုတ်ခမ်းတုံတုံမျက်ရည်ဝေတီတီဖြင့်ခေါင်းတစ်ခါခါလက်တစ်ခါခါရိမ်ထိုးနေသည်အမေတို့အစဉ်ပြေတဲ့အခါကြိုက်စေးပေးပြီးပြန်ဝယ်ပေးရစေဆိုပြီးရောင်းလိုက်တာမရောင်းလို့လည်းမဖြစ်ဘူးမင်းကိုကြီးဟိုမှာနေရဆရတာတိတ်နုံကြတာအမေစကားများကို မကြားတစ်ချက်ကြားတစ်ချက်စီထိုးအလိုပြွန်လေးဖြင့်မင်းဆိုရတော့ နစ်သွာချောချောရွှေကျဲတစိဖောင်ဒိန်နီညိုကလေးကိုသာမျက်ဝန်းထဲမှာမြင်ရောင်နေမိသည် အသည့်ဖောင်ဒိန်လေးထဲမှာ အဖေရနက်လေးတွေရှိသည် အဖေလက်ရည်တွယ်လျာလျာကိုဖွဲ့စည်းသည့်အခရာလေးတွေရှိသည် အဖေရည်တဲ့ကြပြားလေးတွေရှိသည်ဝါသနာအနစ်နာစေတနာတို့ရှိသည်ပြီးတော့အဖေအစုတ်ထဲမှာလို မြေပြူမှုန်တွေရှိသည် ဖောင်နေလီဟာဒါသွေးကြောက်ပါလျာလျာရဲ့ကိုပွားပါပဲ။ဥယင်မူတယောက်ရဲ့ပစ္စည်းပါပဲ။မယားနဲ့သားနှစ်ယောက်ကိုချစ်မဲ့တွေ့တာတဲ့သူတယောက်ရဲ့ဘဝအပေါ်မွန်လေးလေးဖြစ်ခဲ့တာပါပဲ။အခုတော့ဖောင်ဒိန်လီမရှိတော့ပြီ။ကျွန်တော်အဖေကိုလွမ်းတိုင်းထုတ်ကြည့်ရတော့အဖေကိုလွမ်းတဲ့စာရီဒီစာရီကိုတင်ထားလိုက်တာပါပဲ။အဖေကိုလွမ်းတဲ့စာရီရေးတဲ့အခါတုံတဲ့ဖောင်ဒိန်လီ နှမျောဝန်နေလိုက်တာ အမေလောက်တာမမှန်ဘူးကျွန်တော်အတန်ကစူးကြွန်တွေနဲ့လေချောင်းကိုချစ်ရသွားသည်မဟုတ်သေးဘူးသားဒါအရေးကြီးလို့ရောင်းရတာအမေတို့သားမိကဘလို့စာရစာရရတယ်သားကြီးမှသာအလကားအမေသားမလဲရှုပ်ပါဗျာလှုပ်ထားလိုက်စမ်းပါချစ်ချင်တာဖြစ်ဘာဆိုရဲအတန်နဲ့အတူ အမေငိုက်ဆိုင်ဆိုင်မျက်နာက ဖြက်ခနေမော့သွားသည် ဝေးတည်နေသောမြေဝင်ကချက်ချင်းအယောင်ပြောင်းလို့သွားသည်မင်းဒီလိုမပြောနဲ့မင်းလဲตาသူ့လဲตาตาကြီးကိုမင်းမို့ချက်ကလေးငှက်ကလေးလို့သဘောထားရက်တယ်။အိုဗျာပြောတယ်အလကားလူရှုပ်ကျွန်တော်စကားမဆုံးခင်ပါပဲအမေလဝါကမျက်နာစီတဲ့တဲ့ဝင်လာသည် ကျွန်တော်မျက်လုံးမှိတ်ထားလိုက်သည်ကျွန်တော်မျက်နာစီ အမေလဝါကြာမလားဒါဘာဖြစ်လို့လဲ အမေကိုဘယ်အရာက တာစီလိုက်ပါသလဲဒါကိုအမေပဲသိမည်လူမိုက်အကျဉ်းနာမဲ့တဲ့သားအဖေကုံကိုမထောက်ထားတဲ့သားပြုတ်ညံ့တဲ့သားတခါမှမဖြစ်ခဲ့ဘူးတော့အမေတွင်ပြင်းစူရဲတောက်ဝင်းနေတော့အကြည့်ဒေါသရိုက်တန်တွေကြာက ကျွန်တော်တရှိန်တို့ ပြေးထွက်သွားလိုက်သည်ဝေယုံတော်ထဲမှာဝါပင်နဲ့ဓာသွာထိတဲ့ ဝါပင်လဲတော်တန်တို့ကိုနားဆွရင်လဲပေါ်မှာကောက်ရိုးတုံးခေါင်းအုံးလေးရဲ့ကျွန်တော်သည်မှုတ်ထုတ်လိုက်သောစိလိမိကိုငွေများကိုငေးကြည့်နေမိသည်စိလိမတော့တတ်သောကျွန်တော်မှာစိလိအရာသာကိုခံလို့မရစိလိတောက်လို့မူးမေသွားတယ်ဆိုရင်လဲကောင်းပြီကျွန်တော်အလုံးကိုမိထားလိုက်ချင်းသည်ဒါပေမဲ့မရမိကိုငွေတွေကိုငင်းနေရင်ကပဲအဖေရုပ်သွင်းကပေါ်လာသည် ကျွန်တော်ရှစ်တန်းចောင်းသားဘဝမှာကျွန်တော်တို့ကိုယုတ်တည့်ရဲ့အထားရစ်ခဲ့တဲ့အဖေကျွန်တော်ကောင်းကိုခါရန်ပြစ်လိုက်တော့မျက်ရည်တစအဆင်ထွက်သွားပြီးအဖေနေရာအမေဝင်လာသည်။အိုးအမေမျက်လုံးတွေကဒေါသတွေမပြေသေးပါလား။ငါ့ကိုဆူဆူရဲရဲကြည့်နေလိုက်တာ။သူ့သားအကြီးဆိုရင်ရော အမေဒီလိုကြည့်မှာလား။ကျွန်တော်နှုတ်ခမ်းကိုဖိကိုက်ပြစ်လိုက်သည်။အမေအမေမကြည့်လင်နဲ့သား။ အမေမချစ်တဲ့သားသားတီမာပါအမေကျွန်တော်ပြန်မလာဘူးစိတ်ချကျွန်တော်မျက်နှာကိုတစ်ချက်လေးတောင်အမေမမြင်စေရဟာစိလေးဒီပါရီဖွာလို့ပါလားမင်းကွာမတော့တဘဲနဲ့ဘာလို့အဆလို့တာလဲဘာလဲမင်းပြင်းလို့လားအမေလက်ခနဲ့ပျောက်သွားပြန်သည်မြင်ခွေထဲမှာစိန်မောင်မြင်ကပြုံးလျက်နဖူမချွေများကိုလက်ညိုးလေးခောက်ကွေးလျက်တတ်ချနေသည် မျက်ရည်စားကိုမျက်တောင်ခတ်သိရင်ကျွန်တော်စူးစားပြုံးသည်အေးကွာမင်းကဝါခုတ်နေပြီငါဒီတိုင်းနေရတော့ပြင်းတာပေါ့ကွာကဲငါလည်းကူခုတ်မယ်ဟာမြို့သားရမလွတ်ပါနဲ့တခါလေးအလေလာတာတငယ်ချင်းကခိုင်းနေဖြစ်နေအောင်မယ်အตาနေအตาနေပြောရင်စိတ်မောင်မြင်ကလဲအိမ်တွင်ချိတ်ထားသောလွယ်အီကိုဖြုတ်သည်စီဘောလေးတလိပ်နှိုက်ပြီးကျွန်တော်စီမမိကျက်လက်လန်းသည်ဟေးကောင်မင်းစေတန်းအောင်ပြင်ဘာလို့မလဲ ចောင်းសៀរលោកွာងាសូតេកភិជាណាទីឡាកောင်းលីងាមិននោះអភិវតេកអាចារអាតាចារងាញ៉ាំមិនមីរោឈិតដានណេះធ្វាត់អគុរោវ៉ាខុធិនខុសេងម៉ောင်មៀនអតានកាមិនទីមិនតាតេងវិនទွားទីចំណអឌីទេមករោសេងម៉ောင်មៀនកាយွာកានីលីដានអំពីចំណរុចောင်းយកឡាតាကျွန်တော်အဖေကစိန်မောင်မြင့်ကိုအိမ်မှာအချိန်ပိုစာတင်ပေးတာ။ အဖေကျွန်တော်တို့ရှစ်တန်းနှစ်မှာကျွန်တော်တို့မိသားစုလေးကိုထားခဲ့တဲ့နေ့ကစိတ်မောင်းမြင်းတယောက်တိုင်နဲ့ခေါင်းနဲ့စောင့်ပြီးငိုတာအားလုံးကအစီအစဉ်လိုက်ဝင်ရောက်လာသည်ဆရာကြီးသာရှိရင်ငါတေချာပေါက်ရှစ်တန်းအောင်ပါကွာကျွန်တော်ယင်ဝါမှာစူကနေဖြစ်ပြီးအဖေကိုလွမ်းလို့သွားသည်အဖေအချင်းသာအေးအေးမြမြလေးကိုကျွန်တော်မှတန်တာနေမိသည်။ကဲကောင်းလေးနှက်နေအောင်ငါဝါးဆက်ခိုးလိုက်အောင်မေ စိတ်မောင်းမြထွက်သွားတော့ကျွန်တော်မျက်လုံးကိုစုံမိတ်ထားလိုက်သည်အတွေ့အများ ပြတ်တောက်ပြီးကျွန်တော်အိပ်ပျော်သွားရင်ကောင်းပြီဟောအကူကြီးပါလားကြည်စံအသားတွေမင်းညူနေတာပဲညက်ပြပြမျက်နာလေးကခုတော့မင်းကွာ နေတတ်တယ်လို့နေပါလို့ဆိုတာအကူကြီးကကျွန်တော်အပြောကို ဟဟပက်ပက်ရည်သည်မင်းမို့ဒီစကားထွက်ရတဲ့ဒီမဲ့ဟေ့ကောင်အဖေ့သားကွာအိုး အဖေလဲဒီမှာရောက်နေပါလားအဖေကအကူကြီးလက်ဘဝကိုဖမ်းဆုပ်ထားသည်အဖေမျက်ဝန်းကအကူကြီးကိုကျေနပ်ပီတီတွေနဲ့လက်နေသည်အမေရောအမေပဲမလဲဟိုမှာအမေအကူကြီးကိုငေးရည်ရည်ဖြင့်ကြည်နေသည်ဟင်မရှိတော့ဘူးဘယ်ရောက်သွားကြတာလဲအဖေရေအမေရေအကူကြီးရေကျွန်တော်အတန်ကုန်ဟစ်အော်လိုက်တော့ဟေကောင် သွားစမ်းဆိုတဲ့အတန်နဲ့ကြီးကဘယ်ကမှမသိပြီးတော့လဝါချန်ကြီးတစ်ခုအရှိန်အဟုန်ဖြင့်ကျွန်တော်မျက်နှာကိုပိတ်တီးပစ်လိုက်သည်ပူကနေ ကျွန်တော်ခန္ဓာကိုယ်ကတုန်ငနေဖြစ်သွားပြီးမျက်လုံးအစုံကိုအာယူဖွင့်လိုက်တော့ဝါရွက်တွေချာမှခိုးဝက်ဝင်လာသောနေရောင်ကကျွန်တော်မျက်လုံးစီ ကျွန်တော်ဝုံငနေထပစ်လိုက်သည် လေကျန်းပြင်ပေါ်လှဲနေသော ဝစစ်ဘူးရီဘူးကိုလမ်းကောက်ပြီးအငမ်းမရမော့တော့ပြလိုက်သည်ဟေးကောင် သွားစမ်းဟေးကောင် သွားစမ်းဟောအိမ်မထဲကအတန်နဲ့ကြီးကျွန်တော်လက်ဖြားချီပြားများခြွေစီလိုဖြင့်စီထန်းလာသည်ကျွန်တော်ရင်တွေဒိတ်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 ဖြင့်ခုန်နေပြီးစောက်တီးရမရကျွန်တော်စိတ်မောင်းမြင်ကိုအော်ခေါ်လိုက်ရမလားကျွန်တော်အတန်လာရစီတော့တထိတ်တလန့်ဖြင့်လှည့်ရှားသည်ဟေကောင် တိုဆန်းကနေတစ်တစ်တူးလို့អော်နေတဲ့ငှက်ဆိုးမကောင်းဆိုးွားငှက်နမိတ်မကောင်းတဲ့ငှက်ကျွန်တော်ထိတ်ခနေဖြစ်သွားသည်အကိုကြီးနေကောင်းရက်လာအမေများဈေးရောင်းရင်တခုခုကျွန်တော်လွယ်အိတ်ကိုဆွဲဖြုတ်လိုက်သည်အဲ့ဒီလွယ်အိတ်ထဲမှာလေးကွာပါသည်လောက်စလုံးတွေပါသည်ကျွန်တော်လဲပေါ်မှခုံချလိုက်ပြီးဝယုံထိပ်ဖျားပေါ်တွင် တဝဲဝဲလှုပ်နေသောတစ်တစ်တူငရုတ်နှကောင်စီတို့လေကွာဖြင့်ဇက်တိုက်ပြက်လိုက်သည်ငင်းနှကောင်ပြန်သွားပြီ ကျွန်တော်လွယ်အိတ်ထဲလေကွာလေးပြန်ထဲလိုက်စင်မပဲတစ်တစ်တူတစ်တစ်တူတဲ့ကျွန်တော်လေကွာနှိုက်ပြီးငင်းနှကောင်ကို နောက်ထပ်အချက်ပေါင်းများစွာဇက်တိုက်ပြက်လိုက်ပြန်သည်ငင်းနှကောင်က တဝဲဝဲတက်လဲလဲဖြင့်အဝေးကိုမပြန်တော့ပဲကျွန်တော်ကိုလောင်ပြောင်နေသည်ကျွန်တော်စိတ်ကိုခြောက်လန့်နေသည် ကျွန်တော်ဒေါ်ပွားလာသည်ကျွန်တော်ကြောက်လာသည် စိတ်မောင်မြေကျွန်တော်အစွမ်းကုန်ဟစ်အော် ပြစ်လိုက်သည်ကျွန်တော်အတန်ကဝယုံတော်တစ်ခုလုံးဟိန်ထွက်လာသည်ကျွန်တော်အတန်နေမရှိမနှောင်းမှာပဲတစ်တတူတစ်တတူဆိုတဲ့ငှက်ဆိုးတန်ကချက်ချမ်းမကွာဟောလာပြန်ပြီနောက်ထပ်အတန်တဖြောက်ဖြောက်တဖြောက်ဖြောက်နဲ့ဝါရွက်၆တွေးကိုနင်းပြေးလာတဲ့အတန် အတန်ကြာရစီကိုကျွန်တော်တုံလုံးစွာ ကြည်နေမိပြန်သည်လာနေပြီလာနေပြီကျွန်တော်တွန်ဆုပ်တွန်ဆုပ်နဲ့လဲနေရန်ကိုကတ်မိသွားသည်ကောင်းလေဘာဖြစ်တာလဲပျော်စံပျော်စံကျွန်တော်ပခုံးကိုစိတ်မောင်းမြင်ကအတင်းစုပ်ကိုင်းလှုပ်ရမ်းနေသည်ကျွန်တော်ဘာမှမပြောနိုင်ဟိုးဝါပင်ထိပ်ဖျားပေါ်မှာ တဝဲဝဲတလဲလဲလုံနေသောတစ်တစ်တူငယ်အဖို့အမစီလက်ညှိုးညွှန်ပြယုံသာပြနိုင်တော့သည် ဟာဟာမင်းနဲ့ကွာတစ်တစ်တူများကြောက်ရတယ်လို့မြို့သားရယူလဲယူပါတွေးလဲနေပါကျွန်တော်ခေါင်းကိုသာတွင်တွင်ခါရမ်းနေမိသည်ဟေးကောင်စိတ်လျှော့စမ်းငါအဲ့ဒီငှက်နဲ့ကောင်ရအောင်ဖမ်းပြမယ်ရရင်မင်းဘာလုပ်မလဲပြောကျွန်တော်မျက်လုံးများတောက်ပသွားမိထင်သည်မင်းသာရအောင်ဖမ်းပေးချက်ချင်းကိုမိခင်စားပြမယ်လွယ်ပါတယ်ကောင်လေးရာကောက်ရိုးနဲ့မိချစ်ယူပြီးသားငါ့နောက်လိုက်ခဲ့ ကျွန်တော်လဲဘော်ရှိကောက်ရိုးတုံးနှစ်ထုံးကိုပွေယူလိုက်သည် စိန်မောင်မြင့်ကတစ်တတူဝဲလက်နေသောဝယုံပင်အောက်သူဂုံဂုံကွာကွာသွားတော့ကျွန်တော်လေကောက်ရိုးတပွေတပိုင်နဲ့သူ့လိုဂုံကိုင်းကိုင်းစိန်မောင်မြင့်ကလဲမကြည့်ပဲလက်ရက်ခေါ်တော့ကျွန်တော်ခတ်သွက်သွက်ပဲရွှေ့သွားလိုက်သည် စိန်မောင်မြင့်ကဟိုမာကြီးဆိုပြီးလက်ညှိုးညွှန်ပြသည့်ဝယုံပင်ကြီးရဲ့အခြေဝါရွက်ချောက်တေးပေါ်မှာငှက်ဥတွေ စိတ်မောင်းမြင်ကကျွန်တော်လက်ထဲကကောက်ယိုတုံးကိုဖြီးပြီးနင်းနေခွဲသည်ငှက်ဦးတွေကိုကောက်ယိုနှင့်ဝိုင်းပတ်ထားပြီးငှက်ဦးပေမှဝါရွက်၆တီကိုဖဲထုတ်ပစ်သည်ကျွန်တော်စိတ်မောင်းမြင်လုံနေတာကိုဘလို့မှနားမလဲစိတ်မောင်းမြင်ကျွန်တော်စီကမိချစ်တောင်းရင်မင်းဟိုဘက်ခြုံထဲမှာသွားနေဆိုပြီးကျွန်တော်ကိုလက်ပြအဝေးသွားခိုင်းသည်ဝယုံထိပ်ဖြားမှာတော့တစ်တတူငက်နှကောင်ရဲ့အော်မြည်တန်ကထိတ်လန့်ခြောက်ချားစရာ ခနာနေတော့စိန်မောင်းမြင်ကမီးတစ်ချစ်ချစ်ပြီးကောက်ရိုးတွေကိုမီးရှို့သည်ကောက်ရိုးမီးတောက်ကဝုန်းကနေစိန်မောင်းမြင်နောက်ဆုတ်သွားပြီးကျွန်တော်ရှိရာခြုံထဲသို့ပြေးဝင်ပုန်းသည်မီးတောက်တွေထိန်ကနေဖြစ်သွားချိန်မှာတစ်တတူငှက်နှကောင်ကတတော်လုံးဟိန်ညံသွားတဲ့စူရှာရှာအတန်နဲ့အတူ မီးတောက်များစီတချိန်တိုးဝင်ချလာသည်ငင်နကောင်ဟူခုံဒီခုံနဲ့မိတော်များကို တောင်ပန်းဖြင့်တပြန်ပြန်ရိုက်ပြီးငိန်တက်နေသည် ကောက်ယူမီကခဏပါပဲမီလည်းညင်သွားရောစိတ်မောင်းမြင်းကဟေးဟူအော်ဟစ်၆လန်းတော့ငင်းနှကောင်ဝေါကနေထပြန်သွားသည်ကောက်ယူမီတင်နံငမွေမီလောင်ညော်နန်းတို့ကတော့ပြန်လွင့်နေသည်ငင်းနှကောင်ပြန်သွားတော့စိတ်မောင်းမြင်းကကြံကောက်ယူများကိုစောစောကအတိုင်းငှက်ဥတွေကိုဝိုင်းပတ်ပြီးမီရှုပြန်သည်ကောက်ယူမီတွေထိန်ငနေတောက်လာတော့ငှက်နှကောင်စီကအတန်ကုန်ဟစ်လိုက်တန်ကပိုလိုမြည်ဟီသွားပြီး မိတော်များစီခုံစင်တောင်ပန်းတစ်ဖြန်ဖြန်ရိုက်မိငိမ့်သက်မိကိုမိုင်းတွေကြားထဲမှာငှက်နှကောင်ဤလှူရှားမှုကတပြေးပြေးဝေဝါးနှေးကွေးလေးလံလာသည်ညိုနှံ့များဝေကနေလုံဝမိငိမ့်သွားတော့စိတ်မောင်းမြင့်ကျွန်တော်ကိုခြုံထဲကနေဆွဲချလာသည်တက်မဲ့ရုပ်လိုဖြစ်နေသောကျွန်တော်မှာစိတ်မောင်းမြင့်ဆွဲရကိုတရွတ်တိုက်ပါလာသည်ကဲမင်းစားမယ်ဆိုတဲ့ငှက်မိခင်ပြီးအစင်သက်ကျွန်တော် တောင်မန်အမွှေးတွေမဲ့ပြီးမိသင့်လဲကြတည်ဆုံနေတော့ငှက်နှကောင်ကို ကြည်ရင်ကြည်ရင်ပါပဲငှက်နှကောင်ပေါ်မျက်ရည်တစ်စက်စီကြွေကျသွားသည်ကျွန်တော်ခုချက်ချင်းအမေစီပြန်တော့မည်ဆလဘီဆရာရေရှမ်းရေးသားထားတယ်စံကြရေးများ ဆိုတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးပါမယ် စံကြရေးများကျွန်တော်တို့ဝိုင်းမှာစောစောလေးကတည်းကပလင်းတလုံးလဲသွားပြီဖြစ်သည် ပန်တီရှန်ရဲ့ပြင်းရှာရှာကြောင့်တွေသားများစူကြွားစပြူလာပြီးစကဝိုင်းကပို၍စူပြေလာလေသည်ဒီထဲမှာ အင်ရှင်ကိုတော်မိုင်းစကားတန်ကအလွန်မိုးဆုံးအကျယ်ဆုံးဖြစ်နေသည်ကျွန်တော်ကိုချစ်ကြီးကိုအောင်နှင့်ဆရာစီသူတို့ကကိုတော်မိုင်းရဲ့ပလင်းကိုဖြိုလဲနိုင်ဖို့ခွက်လှဲလိုက်နေအလုံရှုံနေသည် ်ဟာတပလင်းလုံးလုံးတောင်ကြံသေးတာအမိရမရှိတော့နေုံကျွန်တော်စီစဉ်လိုက်အောင်မယ်ကိုတော်မိုင်းကပျော်ပျော်ဆူဆူဖြင့်အပြင်ထွက်သွားသည်ကိုတော်မိုင်းကိုဆောင်းရင် ပန်သည်မြင်မြင်တောက်ရင် ကျွန်တော်တို့စကားများကမဂဇင်းစာအုပ်များစီရောက်သွားပြန်သည်ဆရာစီသူက အမျိုးသမီးမဂဇင်းတစ်ဆောင်တည်းမှပါလာသည် သူဝိထုတို့လေဟိုဖြက်တီဖြက်နှင့်တူသွားတာကိုမကြည်မနှံ့နှင့်ယင်ဖွင့်သည် ကိုအောင်က သူ့ရေးထားတဲ့ကြပြားလေးကိုမဂ္ဂဇင်းတိုက်ကရွေးထားပါလျက်နဲ့နှစ်နှစ်ချီထားပြီးခုထိဖို့ပြမပေးတာကိုပြပြနှစ်နှစ်ပြောပြီးဖွင့်ဟပြန်သည်ခမားတို့ကဘာဟုတ်သေးလို့လဲဗျာကျွန်တော်မကမဂ္ဂဇင်းတိုက်ကိုတောင်စာမှုမရောက်ဘဲလမ်းနေပျောက်သွားလို့စိတ်ဆင်းရဲနေတာ secret ဘူးတဲ့က secret တလိပ်နှိုင်းရင် ကိုချစ်ကြီးကဝင်ပြောချိန်မှာပဲလက်ထဲပကံတစ်ချက်နဲ့ကိုတော်မိုင်းရောက်လာသည် ကိုတော်မိုင်းကပကံကိုဇပွဲအလဲမှာထားပြီးသူ့ခွက်လက်ကြံကိုမော့သည်။တော်ဘာသားလဲ။ကျွန်တော်ကဂျာကဝင်မေးသည်။အမဲသား။ကိုတော်မိုင်းရဲ့အားလေးရှာလေးအဖြစ်ကြောင့်ကျွန်တော်ရောကိုချစ်ကြည်တို့ပါတပြိုင်တည်းခေါင်းခါမိကြသည်။ဘာလဲမစားဘူးလား။ကိုအောင်အမေကိုကျွန်တော်ကခေါင်းညိတ်ပြီးဟုတ်တယ်။ကျွန်တော်ကငငယ်လေးကလေးကမစားတာ။အဖေကလည်းမစားဘူး။အမေကလည်းမစားဘူး။ ။နောက်ပြီးကျွန်တော်တို့တိတက်တဲ့အရင်မှာဖះလူခဲ့တာ။အဲကိုချစ်ကြီးကတော့ဘာလို့မစားတာလဲမသိ။ကိုချစ်ကြီးက secret မိကိုများကိုမှုတ်လိုက်ပြီးရေပလင်းလိုက်မော်သည်။ပြီးတော့မှစကားစသည်။ကျွန်တော်ငငယ်ရတော့အမဲသားစားပါသေးတယ်။နောက်မစားပြစ်တာကဒီလို။ကျွန်တော်တို့မြို့မှာနွားတက်ရုံအကြီးကြီးရှိတယ်။မြို့ပြင်ပတ်မှာပါ။တငယ်ချင်းတွေနဲ့အတူငှက်ပြစ်ထွက်တဲ့အခါရီကူးသွားတဲ့အခါအဲ့ဒီပဲခဏခဏရောက်တာပေါ့ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီနေသက်ယုံနဲ့အထီတော့မရောက်ဘူး အပြင်ကနေလမ်းကြည့်ရင်တော့အသက်ခံရဖို့အလဲစောင့်နေတဲ့နွားတွေတော့မြင်ရတာပေါ့ဗျာမြင်တော့လေတနာတာပေါ့ဒါပေမဲ့အိမ်မှာအမဲသားဟင်းချက်လဲစားမိတာပါပဲကလေးဆိုတော့ခံစားလွယ်မေးပြောက်လွယ်တတ်တယ်မဟုတ်လားတနေ့ကျတော့ထုံးစံအတိုင်းကျွန်တော်တို့လဲကြောင်းအားရင်ငှက်ပြစ်ထွက်တော့နတ်သက်ယုံနာလဲရောက်ရောနွားချံရှိမှလူလေး၅ယောက်နဲ့နွားတကောင်အဒီတကောင်ဆိုတာထက်နှစ်ကောင်ဆိုမှမှန်မယ်နှစ်ကောင်ဗျာနွားမကြီးနဲ့သူ့ကလေး နွားမကြီးကအယိုးပြိုင်ပြိုင်နို့အိမ်ပိန်ချက်ချက်နဲ့နို့ထွက်တော်ပုံမရဘူးသူကလေးလေးကနင်းနေတော့ကြီးပြီဗျအဲ့ဒီနွားနှကောင်နဲ့ဆောဆောကလူတွေရုံရင်ဆန်ကဖြစ်နေတာလေနွားမကြီးကိုလူတယောက်ကရှေ့ရဆွဲတယောက်ကဒုံးနဲ့ရိုက်ပြီးနွားချန်တွေကိုတွင်းနေတာကိုနွားကြီးကလည်းတုတ်တုတ်တောင်မလုပ်ဘူးပေးခံနေတယ်နေရာကိုမရွေ့ဘူးနွားလေးကသူ့မိကြီးကိုပတ်ချလဲလှည့်ပြင်းအော်လို့ပေါ့ကျွန်တော်အဲ့ဒီအချိန်မှာအတော်စိတ်မကောင်းဖြစ်နေပြီကျွန်တော်ထင်ပါတယ်နွားမကြီးရဲ့ instant အဲပင်ကိုဗီဇစိတ်ကသူ့ကိုတတ်တော်မှာကိုတီးလို့ရုံးကန်ဆန့်ကျင်နေတာလို့အဲ့ဒီလိုဖြစ်နေတော့မှပဲနဘေးကနေတစ်တစ်ခွာခွာဆဲနေတဲ့မုတ်စိတ်ရှိရှိအသားမဲမဲနဲ့လူကနွားကလေးလေပင်ကိုဖမ်းနဲ့ပြီးခြံဝဆွဲတော်တာပဲမြက်ခင်ဆက်မှာခြေပြေးလက်ပြထိုင်ရင်ကွန်းတပြည့်ပြည့်ထွေးနေတဲ့လူကပါထလာပြီးနွားကလေးကိုနောက်ကတွန်းတော့နွားကလေးလည်းကန့်လန့်ကန့်လန့်နဲ့ခြံဝထိရောက်သွားရောနွားကလေးအော်တယ်များဗျာကလေးတယောက်ငိုးနေသလိုပဲအေး အတိလိုနွားလေးလဲခြံဝရောက်သွားရောစောစောကတင်းခံနေတဲ့နွားမကြီးကဝုန်းဆိုသူ့ကလေးစီပြေးရောနဖာချိုးဆွဲတဲ့သူရောဒုံးနဲ့ရိုက်တဲ့သူရောအလန့်တကြအိုဟစ်တော်တာပဲနွားမကြီးဗျာခြံဝရောက်တော့သူ့ကလေးခြံနဲ့မဝင်နိုင်အောင်ဂျိုးနဲ့ဝှေ့မောင်းထုတ်တော်တာပဲနွားကလေးကလည်းနောက်ဆုတ်သွားလိုက်ရှေ့တူလာလိုက်ပေါ့စောစောကလူတွေလဲနွားလေးကိုဖမ်းလိုက်ရောနွားမကြီးကကြည်ကြည်သာသာနဲ့ပဲခြံနဲ့ဝင်သွားတော့တာအတိလိုဝင်သွားတဲ့အချိန်မှာ ျွန်တော်နွားမယူအသေးချာကြည့်မိတယ်။မျက်လုံးအိမ်မှာမျက်ရည်မျက်ရည်တွေနဲ့ကိုချစ်ကြီးအတန်ကပျော်ရင်တိမ်ဝင်သွားသည်။ကျွန်တော်နေဆရာစီသူကတပြင်းကိုပြန်သူချမိသည်။နမကြီးကသူ့ပဲခြံထဲဝင်မယ်။သူ့ကလေးတော့မဝင်ရဘူးလို့ဆိုလိုတာကသူ့ပဲအသေးခံမယ်ဆိုတဲ့သဘောပေါ့နော်။ကိုအောင်ကအမေသားပကံကိုလက်နှစ်တွင်ပြောသည်။အေးဗျာမိဘမြစ်တာပါပဲ။ တတိဆန်ပြီးမဲ့နှလုံးသားနဲ့ပဲလေကျွန်တော်ရင်ထဲတော်တော်ထိရဲ့ဗျာอืมကျွန်တော်လဲကိုချစ်ကြည်ပြောလို့ပြောရအောင်မင်းကိုတော်မိုင်းကဖန်ခွက်ထဲအရက်ငှဲ့ရင်စိတ်မကောင်းစွာပြောသည်အရက်ကိုရေနစ်ဆက်ပြီးတော့တကြိမ်မောသည်ကျွန်တော်မွေးရရွာက ရွှေလန်းနဲ့ရေစကြိုမြို့နယ်တွေကလေရွာကရွာကြီးတွဲဖက်ကြောင်ရှိတယ်ကျွန်တော်ဆယ်တန်းအောင်တော့ရွာတွဲဖက်ကြောင်ကအောင်တာပေါ့ထားပါတော့ပြောချင်တာကတခြား ျွန်တော်တို့ရွာကရွာလုံးကျွတ်တောင်သူလောက်ကြတာကိုဒီတော့တောင်သူလက်သမားနေဆိုရင်ရွာကစီသလားမမေ့နဲ့နွားအလှပြိုင်ပွဲလဲပြိုင်ပွဲမြင်းအလှမြင်းစီတီးနှံပြိုင်ပွဲအစုံပေါ့ဗျာပျော်ပွဲရွှင်ပွဲတွေလောက်တာပေါ့အဲ့ဒီမှာကြည်လို့အကောင်ဆုံးကတော့မြင်းစီပြိုင်ပွဲမြင်းစီတာများဗျာဂျိုကီနဲ့ကိုစီးတာဂျိုကီဆိုပေမဲ့ဘောင်းမီနဲ့အုတ်ထုံနဲ့ကြကြနာနာ စီးတာတော့မဟုတ်ဘူးပေါ့ဗျာရှန်ဘောင်းမီနဲ့အပေါ်ပိုင်းဗလာပါပဲကြည်လို့တော့အတော်ကောင်းတယ် ကျွန်တော်ငငယ်ကကြည့်ခဲ့ရတဲ့ကြောင်မဲအကျင်သားတွေကကိုဝင်းဦးပုံစံမျိုးတွေအညာသားတွေဆိုတော့ကိုဝင်းဦးလိုတော့ဘယ်ဖြူလိမ့်မလဲဒါပေမဲ့တောသူတောင်သားတွေဆိုတော့မာဆယ်တွေကတော့ဘယ်ခေလိမ့်မတော့မြင်းစည်းပြန်ပွဲကိုကျွန်တော်တို့စီမှာဒုံပွဲလို့ခေါ်တယ်ဒုံပွဲဟိဆိုရင်ကျွန်တော်တို့ရှေ့ဆုံးကပဲအဲကျွန်တော်ကိုတန်းအရွယ်84ခုနှစ်တုန်းကကျွန်တော်တို့ကလည်းစံမေးဝဲပြီးခါစတောင်သူလေသမားနေလေကြာဆိုတော့အပျော်ကြီးပျော်ပေါ့ အဲ့ဒီနှစ်ကလည်းခါတိုင်းနှစ်တွေထက်ကိုစီးတယ်။တောင်သူလုပ်ငန်းတွေကလည်းအောင်းနာ ው ကျွန်တော်တို့ရွှေလန်ဝင်းချင်ကဘူတိုင်းတရတော်မြင်းခုံစင်ချေရမြေစွန်းဇလန်းနီတို့ကဒိတ်ဒိတ်ကျဲမြင်းတွေဒုံပွဲဝင်မှုရောက်လာကြတယ်လေ။မြင်းနဲ့ပတ်သက်ရင်နာမည်ကြီးတဲ့ငတမျော်နဲ့ပေါတော့ဝါမြင်းတွေတောင်ပါမှတ်တယ်။အရင်နှစ်တွေကပိုဆွဲထားတဲ့ဝေယံမူးညိုတို့နောက်ဟိုတုန်းကနာမည်ကြီးတဲ့တိုင်းကျော်နဲ့ကြတဲ့တိုင်းစော်တို့တောင်ပါလာကြတယ်။အဲ့ဒီမြင်းတွေကြတဲ့မှာဗျာ။ ဥပန်းရဲ့မြင်းမကြီးကလည်းပါလာတာကိုဗျမြင်းမကြီးဗျပိန်ကက်ကက်နဲ့အယူပြိုင်ပြိုင်ထလို့တားကလေးကတန်းလန့်နဲ့ဘလို့မှပြိုင်လို့မဖြစ်တာဟူဥပန်းကပြိုင်ဦးမယ်တဲ့လေကွေညီထဲမှာဥပန်းကမြင်းမကြီးကိုဆွဲလို့ဥပန်းသားကိုအောင်ကြီးကရှံပေါင်းမီအနေကြီးကိုကပတ်အကြီးကြီးဝတ်ပြီးမြင်းကလေးကိုဆွဲလာတာထောင်ထောင်မောင်းမောင်းမြင်းကြီးတွေကြားမှာဥပန်းမြင်းမကြီးကကာယာကာယာနဲ့ပေါ့ဗျာနောက်မှသိရတာကဒီလိုဗျာ ခုနာကပြေးတဲ့တိုင်းစော်ရဲ့သခင်ဦးနဲ့ကျော်နဲ့ဦးပန်းကငယ်တငယ်ချင်းတွေလေဖုန်ကြီးချောင်းအတူနေပဲတော့ကဦးစွန်ဖုတ်တယောက်ဆွဲပြီးနပန်းသက်ဆော့ပဲကြီးတော်မဦးနဲ့ကျော်ကစူးလီကုန်းသူနဲ့ရပြီးသူတို့ချင်းအလန့်ဝိသွားကြတာဦးနဲ့ကျော်ကဦးပန်းမြင်းမကိုခွာကြကမလအယောင်ကမွဲပါညာနဲ့မြင်းစကားတွေနဲ့စခဲ့ဘူးတယ်ဒါကိုဦးပန်းကအေးပါငနဲ့ရလေသမားနေကြမင်းမြင်းနဲ့ငါမြင်းဘယ်မြင်းကဒုံမြန်တယ်လဲဆိုတာကြည်ကြသေးတာပေါ့ကွာလို့ပြောစတဲ့ ခမရတို့အံ့ဩမသွားဘူးလားဥပန်းမြင်းမကြီးဘလို့ဘိုးဆွဲသွားတယ်ဆိုတာသိချင်မှာပဲဒီလိုဗျမြင်းမကြီးကိုဂျော်ဂီလှုပ်စီးတာကကိုအောင်ကြီးနော်ကိုအောင်ကြီးကျွမ်းကျင်လုံးလို့ပထမရတာမဟုတ်ဘူးကိုအောင်ကြီးကအဖြစ်စီးတတ်တာမြင်းမကိုကအဲ့ဒီအချိန်မှာတော်တော်ကိုတန်လို့မတန်ခံနိုင်ရူလားဗျဥပန်းကတာဝင်နေရာမှာမြင်းသားလေးကိုထားပြီးတာလဲလွတ်ရောမြင်းသားလေးကိုဒုန်းနဲ့စော်တော့တာပဲမြင်းကလေးကလည်းအော်လိုက်တာပုတ်ပုတ်ကိုညမ်းလို့ဟမ် မြင်းမကြီးလည်းဘယ်နေနိုင်တော့မလဲဗျာသူ့သားလေးစီအရောက်ပြေးတော့တာပေါ့ဟာဗျာဥပန်းကလည်းပိုင်လိုက်တာကျွန်တော်အတန်ကလှုပ်ခနေထွက်သွားသည်မြင်းမကြီးကသားစိုးကိုမိခင်မြစ်တာပါပဲဗျာဒီမှာစဉ်းစားစရာဖြစ်လာတယ်လူနဲ့တိရစ္ဆာန်မှာကို့ဘိုးပဲကြည်တက်တဲ့အညာတာကင်းမဲ့တဲ့လူအချို့ရှိနေတယ်လို့အုံနောက်အင်အားချို့တဲ့အတိညာနေပါပေမဲ့အကျင်နာအတိဖြစ်ပေါ်နေတဲ့တိရစ္ဆာန်တွေဟာလည်းရှိနေတယ်ဆိုတာ ဆရာစီသူအတန်ကဒူလျာလျာနေစိတ်တီခရန်ရှိသည်ဟုတ်တာပေါ့ဆရာပီတီကိုချုံမြင်စွာစားသုံးဖို့အဟိတ်တရိษံတကောင်ခမပရိဒီဝါကိုပွေဖက်လိုက်ရတယ်လေဒါပေမဲ့ဆရာရေလူသားအလုံးစီမှာအကျင်နာတရားချို့တဲ့နေပြီလို့တော့တကယ်တည်းပြောလို့မရဘူးထင်တာပဲဆရာတို့ဖတ်ပြီးသားနေမှာပါဘော်ဂီရဲ့အမေဆရာဘာမိုးရဲ့အမေအင်းပြီးတော့ဆရာတို့မသိသေးတဲ့ကျွန်တော်အငုတ်စိတ်မှမြင်နေတဲ့အမေ ဆရာတို့စိတ်ဝင်စားရင် ပြောပြရအောင်မယ်။ကိုအောင်ကကြပြတဲ့ဘုတ်ရွတ်တော်မိပုံစံအတိုင်းအောင်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းနဲ့ဖိသည်။ခေါင်းကိုရိမ်နှွဲ့နှွဲ့လှုပ်ပြီးစကားဆဖို့အာယူသည်။ကျွန်တော်တို့အရှိမျောက်ယုံကိုယုံထုတ်လာတဲ့တရားခံတွေထားတဲ့အချုပ်ခန်းရှိပါလေရောလား။သိတယ်နော်။အဲ့ဒီယုံကိုထုတ်လာတဲ့တရားခံအမျိုးသမီးတယောက်နဲ့သူ့ကလေးလေးအကြောင်းပါပဲ။ကျွန်တော်ကယုံဖွဲ့ကကုဆိုးနိုင်စီအသွားမှာမြင်ခဲ့ရတာ။အမျိုးသမီးနဲ့ကလေးအကြောင်းမပြောခင် အချုပ်ခန်းပုံစံကိုပြောရအောင်မယ်။နေရာကယုံကြီးစင်ဝင်ကနေကြည့်ရင်တဲ့တဲ့နေရာမှာရှိတယ်။အချုပ်ခန်းနဲ့ဆဲပြီးကြောအကွာလောက်မှာအချုပ်ခန်းကိုပတ်ပြီးတန်ဆူကျူးကာထားတယ်။အချုပ်ခန်းကိုတော့ပြင်နဲ့ကွက်ကြားကာတာလေ။အတွင်းနဲ့ပြင်လှန့်ကြည့်ရင်မြင်ရတယ်။အဒီမှာတန်ဆူကျူးအဆောင်ကိုပြပြလေးလေးလုပ်နိုင် အချုပ်ခန်းကတ်လို့ရတယ်။အချုပ်ခန်းနာကတ်ခွင့်ရပြီဆိုရင်ပေးစရာရှိတာပေးလို့ရတယ်။နင်းနီးကတ်ကတ်စကားပြောခွင့်လည်းရတယ်လေ။အဆောင်ကိုကြည့်တော့အောင်မလုပ်ပေးနိုင်တဲ့သူတွေကြတော့ တန်ဆူချိုးအပြင်ကပြောတန်ဆူချိုးပြင်က ပေးတယ်ဆိုရင်ကြံရီဆိုပါတော့ဗျာအချုပ်ခန်းထဲလေရောက်ရော ဖင်ကက်ပဲကြံတော့တာအဲ့ဒီအချုပ်ခန်းထဲမှာပဲအနေထားကပြထန်းတာရှိသေးတယ်တီးတန်ကန်နဲ့အချုပ်ခန်းထဲမှာပဲခွဲထားသေးတယ်အနံ့သက်ကင်းနေချောင်ချောင်ချီချီရှိတယ်အမျိုးသမီးတွေကြတော့အခန်းတက်တက်ခုနပြောတဲ့တီးတန်ကန်နဲ့အမျိုးသားတွေအခန်းကြားမှာကျွန်တော်စိုးစိုးကပြောတဲ့အမျိုးသမီးနားမှာအဖွားကြီးတယောက်ဗျကလေးလေးချီလို့ DMA ကြီးအချုပ်ခန်းသားထိရောက်လာပုံထောက်ရင်တန်ဆူကျိုးနေရာကအဆောင်နဲ့ပြေးလေလာပြီလို့ယူဆနိုင်ပြီ။အမေဦးကြီးကြည့်ရတာလဲချို့တက်တဲ့ပုံပဲ။အဝေးအစားအဆင်ပြေကြည့်တာနဲ့ခမန်းလို့ရပါတယ်။အမေကြီးကကလေးလေးကိုကတိခွင့်ချင်းကလေးမေလို့ထင်ရတဲ့အချုပ်ခန်းထဲကအမျိုးသမီးရဲ့အပြင်ထွက်နေတဲ့လက်ကလေးကိုကိုင်းလို့စပင်လေးတွေကိုလည်းဖြွားဖြွားပြီးခေါင်းကို ပုတ်ပေးရှာတယ်။အမေကြီးကသူ့လက်ခုံနဲ့မျက်ရည်တွေခဏခဏတုပ်နေတာကိုလည်းတွေ့ရတယ်ဗျာ။ ကျွန်တော်ကတန်ဆူဂျိုနာကက်ကြီးတော့အခုမြင်နေရတာပေါ့ခဏကြာတော့အချုပ်ခန်းထဲကအမျိုးသမီးကဘေးတိုက်အသာလဲပြီးအပေါ်အင်းကြီးနှိပ်သီးတွေဖြုတ်ပါရောကျွန်တော်ဒီလောက်ဆိုရင်သိပါပြီကလေးအမေကအထဲမှာကလေးကအပြင်ဘက်မှာကလေးနိုးဆို့နေရလေဗျာနိုးဆို့နေတာတကယ်ဆိုကလေးကိုအမေရင်ဝင်ထဲထည့်ပြီးနိုးတိုက်တဲ့နာပေါ့နော်ဒါပေမဲ့ဘေးဗျာကျွန်တော်သာရင်ထဲနေပြီးမျက်ရည်ဝဲလာပြီမဲ့ အချုပ်ခန်းထဲကကလေးအမေကတော့တန့်စင်ကြည်လင်နဲ့မျက်လုံးအကြည်တက်နေလေအဒီအချိန်မှာ စက်ကြဝရာကြီးတစ်ခုလုံးမြစ်တာရင်နဲ့ထုံမိုးနေမယ်ဆိုတာကျွန်တော်ပြောရဲတယ်ကိုအောင်စကားဆုံးတော့ကိုတော်မိုင်းကတပြင်းဖွာဖွာခြားသည်ကိုချစ်ကြီးက secret မိကိုမြင်လေးများကိုငေးလေးရဲ့ငိုင်းတွေ့နေသည်ဆရာစီသူက အရက်ခွက်လေးကိုလှုပ်ခတ်နေသည် ကျွန်တော်တို့စကားဝိုင်းလေးတိတ်ဆိတ်သွားလေသည်ဆရာရေရှမ်းရေးသားထားတဲ့မီးနေဆိုတဲ့ဝတ္ထုတို့လေးနဲ့စံကြရေးများ ဆိုတဲ့ဝတ္ထုတို့လေးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ပေးကြတဲ့နှွေဦးနရတင်ရဲ့ချက်တော်ပရိသတ်များအလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်။